ြောတဲ့စကားလုံးဟာအပြစ်တင်ဘွယ်ရှုတ်ချဘွယ်မရှိသေးရဘူးနော်တပည့်သားကိုတောသားထွက်တဲ့စကားမျိုးမဖြစ်စေရဘူးနာချမ်းသာတယ်နှစ်သက်တင်မြတ်လို့တယ်စိတ်နှလုံးနဲ့ရောက်တယ်ရှင်ကြည်တဲ့ပုဂ္ဂိုလ်တွေသုံးနဲ့သုံးလို့မျိုးဖြစ်ရမယ်ဘဟုဇနာကန္တာဘဟုဇနာမနာပါကိုပြောတဲ့စကားကိုလူတိုင်းကကြားလိုက်တဲ့လူတိုင်းဟာစိတ်ချမ်းသာမှုဖြစ်စေရမယ် ဒါလည်းလွန်ရေးကြည့်တာနော်တိလာလို့ဆိုပဲလို့ငါဘောတိလာလေးတဲ့တိလာလို့ပြောတာမဟုတ်ဘူးလူလောကမှာလိုက်နာကျင့်သုံးစရာတွေအများရှိတယ်စကားပြောပြည့်ပြစ်တာအမှန်တမတမဟုတ်ရှိတမဟုတ်လို့မြန်မာစကားမှာလည်းရှိတယ်ချစ်စေလို့ရင်လည်းလက်နှလုံးမုန်းစေရင်လည်းလက်နှလုံးစာဒီကုန်နှုတ်ကိုမထိမ့်သိမ့်လို့ရှိရင်စကားပြောအစ်မပြေတာကြောင့်ပြဿနာတွေဖြစ်တယ်နော် နှုတ်ကြောင့်သိလက်ကြောင့်ကြည်ဆိုတာအဲ့ဒါမျိုးကြီးအဲ့တော့ဒီလက်နှလုံးနဲ့ပိတ်ရမယ်ဒီပါဇက်ပေါက်ကလေးကိုစိတ်ကမဲ့လျှောက်ပြီးတော့ပြောတာဟာတမန်ကတော့လူတွေကတော့ပြစ်မရှိဘူးလို့ထင်နေမှာတော့အဲ့ဒီအပြစ်ကပဲထီအောင်ရောက်သွားတယ်ဆိုအရိယပါဝါဒကံဆိုတာအရိယတွေကိုဆွဆွဲကြရတဲ့အပြစ်ထီအောင်ရောက်သွားပြီတန်တရာမှာဒုက္ခရောက်တတ်တယ်ဒါကြောင့်မြတ်စွာဘုရားကစကားပြောတဲ့ပတ်သက်လာလို့ရှိရင် လူရဲ့ပြဿနာအရာခတ်သိန်းကိုခုတ်ဖြတ်နိုင်တဲ့ဓမ္မအရေးရှိတယ်ဆိုတာအဲ့ဒီအပြောဆိုကိုပြောတာနော်အပြောဆိုမတက်လို့ရှိရင်အကုန်လုံးပျက်စီးနိုင်တယ်ပေါ့ဒါကြောင့်ဒီဟာသာခလျာဆိုပြည်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 ပြောတတ်ရမယ်အဲ့ဒီဟာကိုကိုယ်လေ့ကျင့်ဒါတရားနဲ့ထည့်ထားတာအရေးကြီးလို့ထည့်ထားတာလေမဓမ္မအရေးကြီးတယ်သာခလျာ ဒါမြတ်စွာဘုရားကိုယ်တိုင်ဖွင့်ထားတဲ့အိဗေရီယာရှာတဝါစာအကန္တကကက်ကပါပရကတုကပရပိသစနိကောရတဗန္ဒအတမနိတာခလျာဆိုရဟာတဲ့တစ်ဖက်သားကိုရှင်နေကိုဆူဆူသွားစေတာတဲ့ဟာမျိုးမဖြစ်เสียရဘူးတဲ့မချမ်းတမ်းเสียရဘူးတဲ့သူများကိုဒီစက္ခပါအောင်မပြောရဘူးသူတို့ဘာရှင်နေမှာပုံတိယွန်ရှာတော့မပြောရဘူး ကောဋ္ဌသမတာဒုတိယဒီစကားကြားလိုက်တာနဲ့စိတ်ဆိုးသွားတာမျိုးဒေါသဖြစ်စေတဲ့စကားမျိုးမပြောရဘူးတဲ့အတ္တမာရိတဝတ္တိကနောက်ဆုံးမှာစိတ်တည်ငြိမ်မှုကိုပျက်စီးစေတဲ့စကားမျိုးမပြောရဘူးဆိုအမတမ်းမှာအရေးကြီးတယ်ဒုစရိုက်ဆိုရလဲနှုတ်နဲ့ပတ်သက်တာလေးဝစီဒုစရိုက်၄ပါးဆိုအဲ့တော့တိလလုံမှုအတွက်စကားပြောပြည့်ပြည့်မှုကိုခိစားရမယ်လို့ဆိုလို့တယ်